အားလုံးပဲမင်္ဂလာပါအပိုင်း3အခန်း8အကျိုးဖြစ်ထွန်းစေမည်ဤတို့တစ်ဖက်သားဒီမှားကောင်းမှားနေပေလိမ့်မည်သူ့ရာတွင်သူ့ကိုယ်သူမှားနေသည်ဟုထင်မည်မဟုတ်ကြောင်းကောင်းစွာမှတ်ထားပါထို့ကြောင့်တစ်ဖက်သားမှားနေသောအခါအပြစ်မတင်ပါနဲ့ကျိန်းမောင်းဖို့လောက်တော့ဘယ်လူမှမဆိုလုံနိုင်တာပဲထိုမှားနေတော်သူသည် အဘယ်ကြောင့်မှားနေသည်ကိုသိအောင်ကြိုးစားပါစိတ်ရှည်၍ပညာရှိသော လူထူးလူကျွမ်းများသာလျှင်ဤအလုံးမျိုးကိုကြိုးစား၍ဆောင်ရွက်တတ်ကြ၏တဖက်သားဒီသူကြိုက်တယ်လို့တွေးပြီးလျင်ကြိုက်တယ်လို့လုပ်နေခြင်းအကြောင်းတို့တစ်ခုရှိရမည်ထိုအကြောင်းကိုရအောင်ရှာပါထိုအကြောင်းကိုရှာတွေ့လျင်ဘာကြောင့်သူဒီလိုလုပ်ရသည်ကိုသိုံသာမက သူ၏အတွင်းတဘောကိုပါ ိနိုင်ကောင်းသိပေးလိမ့်မည်စိတ်တော်ကောင်းကောင်းနဲ့တင့်ကိုယ်ကို သူ့နေရာတွင် ထား၍ကြည်ပါ သူ့နေရာမှာတာငါနေကြည်ရလင်ငါစိတ်ထဲမှာဘလို့များဖြစ်ပါမလဲဘလို့များ မခံခြင်းစိတ်တွေပေါ်လာပါမလဲအဆရှိတဲ့ဖြင့်တင့်ကိုယ်တွင်မေးကြည့်ပြီးလင်တင်ဒီအချိန်ကုန်ခံပြီးနောက်ဒေါရတွေဖြစ်နေရတော့အဖြစ်မျိုးမှကင်းလွတ်ပေလိမ့်မည် အဘဲကြောင့်ဆိုတော့ထိုကဲ့သို့တစ်ဖက်သားဘော်တွင်စိတ်ဝင်စားလိုက်ခြင်းအပြင်ထိုလူဘော်တွင်စိတ်ဆိုးเสียရှိလာသည့်တိုင်အောင်ကျွန်ုပ်တို့သည်တိတ်စိတ်မဆိုးတော့ပေထို့ပြင်ဤသို့ပြုကျင့်ခြင်းအပြင်ပေါင်းသင်းဆက်ဆံရာတွင်ပုံမကျွမ်းကျင်လာပေလိမ့်မည် လူအများကိုအဖိုးတန်အောင်လုံနီးစာအုပ်ထဲတွင် Guinness and Good ကအောက်ပါတိုင်းရေးသားခဲ့ဘူး သင်ကိုယ်ရေးတွင် ဝင်စားလျက်ရှိသောအလွန်ပြင်းထန်သည့်သင်စိတ်နှင့်တစ်ဖက်သားတို့၏အရေးတွင်ဝင်စားလျက်ရှိသောအလွန်ပေါ့ဆသည့်သင်စိတ်တို့ကိုရှင်ကြည့်နိုင်ရန်တမနစ်လောက်ရန်နာပါထို့သို့ရှင်ကြည့်ပြီးနောက်ကဘာပေါ်ရှိသင်မတစ်ပါးအခြားသောသူများအားလုံးပင်ဤကဲ့သို့စိတ်ထားများရှိကြကြောင်းကောင်းစွာနားလည်နိုင်ပါစေထိုအခါမှသာလျှင် ထောင်မှု အလုံးမှာတပါအခြားသောအလုံးများအတွက်ရေးကြီးဆုံးသော အချက်ကြီးကိုလင်ကွန်းတို့ရူစပယ်တို့ကဲ့သို့တင်ဒီကောင်းစွာသဘောပေါက်နိုင်ပေလိမ့်မည်ထိုစကားကိုတနည်းအားဖြင့်ပြောရမည်ဆိုသောလူများနှင့်ပေါင်းသင်းဆက်ဆံရေးအတွင်ထမြောက်အောင်မြင်နိုင်ရန်အတွက်တစ်ဖက်သား၏ယူဆပုံကိုသဘောပေါက်ရန်လိုလေသည် ကျွန်ုပ်သည် နှစ်ပေါင်းများစွာ ကျွန်ုပ်၏အိမ်အနီးရှိဥယျာဉ်အတွင်းတွင် လမ်းလျှောက်ခြင်းမြင်းစည်းခြင်းဖြင့်အပြင်းဖြေလေးရှိ ရှေးကောလာလူမျိုး Drew is ဘုံကြီးများကဲ့သို့ကျွန်ုပ်သည်ဝတ်သစ်ချပင်များကိုပူဇော်လူမတက်ဉာဏ်နိုးစာနာရှိလေသည် ထို့ကြောင့်နှစ်စဉ်နှစ်တိုင်းထိုအပင်များနှင့်အနီးအနားရှိခြုံများကို မီးမလောင်သင်ပဲလောင်သွားဒီကို တွေ့ရသောအခါများစွာစိတ်မသက်မသာဖြစ်ရလေသည် မီးလောင်ရသည်မှာဂယုမဆိုင်သောဆေးလိပ်တောက်တမားများကြောင့်မဟုတ်ထိုသစ်ပင်များအောက်တွင်ပျော်ဝဲစားထွက်ရင်ချက်ပြုတ်စားတော့ကြတော့ကလေးများကြောင့်ပင်ဖြစ်လေသည် တခါတည်းရန်မီးတောက်ကြီးများအလွန်ကြီးလာသောကြောင့်မီးတပ်ဆက်ကိုပင်ခေါ်ယူ၍ငြိမ်းပြရလေသည် ထိုဥယျာဉ်၏ဒေါင်းတစ်ခုတွင်ကြော်ညာစားသောဆွဲထားလေသည်ဥယျာဉ်ထဲ၌မီးမွေးသူများအား ဒံဝေတော်၎င်းတက်မည်သို့မဟုတ်ထောင်တန်တော်၎င်းအပြစ်ပေးမည်ဟုထိုစာတွင်ဖော်ပြထား၏သူရတွင်အစောဘကြောညာစာသည် လူမရောက်သောနေရာတွင်ကတ်ထားသဖြင့်ကလေးအချို့သာ ထိုကြောညာစာကိုမြင်ဘူးလေထိုဥယျံကိုမြင်းစည်းပလိတ်တဦးသည်စောင့်ရှောက်လျက်ရှိ၏သူရတွင်ထိုမြင်းစည်းပလိတ်သည် သူ့ဝိတရားကိုခြေပွင့်အောင်မထမ်းရသဖြင့် နှစ်စဉ်နှစ်တိုင်းမီးလောင်လျက်ရှိလေသည်တနည်းတည်း၌ဥယျာဉ်ထဲတွင်မီးလောင်လျက်ရှိရာမြင်းစည်းပလိတ်တယောက်ထံသို့အလှင်မြန်သွားရောက်ပြီးလျင် မီးသက်ဆက်ယုံသို့အကြောင်းကြားရန်ကျွန်ုပ်ကိုယ်တိုင်တောင်းပန်၏သူရတွင် မီးလောင်နေသောနေရာနှင့်သူနှင့်မဆိုင်ဟုခက်အေးအေးပြန်ပြောသည်ကိုကြားခဲ့ရဟု၏ထို့ကြောင့်နောက်နောက်ဥယျာဉ်ထဲသို့မြင်းစည်းသွားသောအခါတိုင်းပြည်ပစ္စည်းကိုကာကွယ်တော်သူအဖြစ်ဖြင့် ထိုဥယျာဉ်ကိုစောက်ရှောက်၏ကလေးများဟု တွေ့ကားသာက သူတို့ဘက်မှနေ၍စိတ်ကူးဝင်မထဲ့ခဲ့မိချေသူပင်များအုပ်တွင်မိတော့မိတရံများကိုမြင်လျင်စိတ်မချမ်းမြေ၍မှန်ရာကိုလှုပ်ချင်လွန်အားကြီးသောကြောင့်အမှားမှအယွင်ယွင်လုံးမိလေသည်တခါလဲကလေးများရှိရာသို့မြင်းကိုစီးသွားပြီးလျင်ဒီလိုမိမွေးတာနဲ့ထောင်ချပြနေတယ်ခက်မြန်မြန်နှိမ့်လိုက်ဟု၍ အာနာတန်နဲ့ပြောမိဒါနဲ့မှမိမငိမ့်သေးရင်မင်းတို့ကိုဖမ်းမယ်ဟုချင်းချောက်၏ဤသို့ပြုလုပ်ခြင်းဖြင့်ကလေးများ၏နေရာတွင်ကျွန်ုပ်ကိုယ်ကိုထား၍မကြည့်ပဲကျွန်ုပ်စိတ်ထဲတွင် ရှိသည်များဟာတွေကိုရှောက်၍လုံနေခြင်းများသာဖြစ်လေသည်ဤသို့လှုပ်လိုက်၍ဘာဖြစ်သလဲကလေးများသည်ကျွန်ုပ်တို့၏စကားကိုနားထောင်သည်မှမှန်ပါ၏သူရတွင်ခြေခြေနန်းနန်းနှင့်နားထောင်ခြင်းမဟုတ်ပါ ျွန်ုပ်ကိုမြုံမုံချိုးကမနိုင်၍တီးခံရတော့စိတ်မျိုးဖြင့်နားထောင်ခြင်းမြဖြစ်လေသည်ထို့ကြောင့်ကျွန်ုပ်ထွက်သွားသောအခါသူတို့သည်မီးကိုပြန်၍မှွေကောင်မှွေပေလိမ့်မည်ထိုမြမကသည်ဥယျာဉ်တစ်ခုလုံးကိုမီးရှို့ပစ်ခြင်းတို့စိတ်ဓာတ်များလဲပေါ်ကောင်းပေါ်ပေလိမ့်မည်နိလပရိစေတာအတော်ကြာညောင်းလာသောအခါ၌ကျွန်ုပ်သည် လူတော်ဘောကိုအနှင်းငယ်ပို့၍တိလာ၏ထို့ကြောင့်မီးကိုမြင်လျှင် ရှေးခါမှာကဲ့သို့အမိန်ပေးတော့အလုံးမျိုးကိုမလုပ်တော့ပဲအောက်ပါစကားမျိုးပြောလို့ရှိဘယ်နဲ့လဲဟေ့တော်တော်ပြောရရလားဘာချက်ကြမလို့လဲမင်းတို့အရွယ်တုန်းကဥပ္ပိုလ်လေအချက်ပြုအင်မတန်ဝါရဏပါတာပေါ့ခုရက်ထိဒီဝါရဏဟာမပြောက်ချင်သေးဘူးဒါပေမဲ့ဒီလိုဥယျင်ထဲမှာဆိုရင်မိဟာတော်တော်ကြောက်စရာကောင်းတယ်မင်းတို့ကတော့ခိစ္စမရှိပါဘူး ဦးကအတိသားပဲမင်းတို့သွားပြီးနောက်ရောက်လာမယ်ကလေးတွေကြတော့မင်းတို့လည်းဂယုစိတ်ကြမှာမဟုတ်ဘူးကွသူတို့ဒီနေရာကိုရောက်လို့မင်းတို့မီးမွေးတာကိုမြင်ရင်သူတို့မီးထပ်မွေးလိမ့်မယ်နောက်အိမ်ပြန်သွားကြတော့မီးငိမ့်ခဲ့မှာမဟုတ်ဘူးအဲ့ဒီတော့မီးဘွားတွေလွန့်ပြီးတည့်ရချောက်တွေလောင်ရောကွတည့်ရချောက်တွေကနေပြီးတစ်ပင်ကြီးတွေကိုလောင်မှာပေါ့ တို့တွေဒီလိုဂယုမဆက်ကြဘူးဆိုရင်ဒီဥယျံထဲမှာသစ်ပင်တွေကိုဘယ်လာတွေ့နိုင်ပါမလဲဒီလိုမီးမွေးတာနဲ့ထောင်ချနိုင်တယ်သို့ဝိမဲ့မင်းတို့ကလေးတွေပျော်ကြပါကြတဲ့အထင်မှာဝင်ပြီးမရှုပ်ချင်ပါဘူးကွယ်မင်းတို့ပျော်ပျော်ပါးပါးနေကြတာဦးကြည့်ချင်တာပေါ့အဲ့ဒီတော့ချက်ပြုံနေတော့တည့်ရချောက်တွေကိုခဝဝင်းနေရာမှာထားกว่าချက်ပြီးတော့လဲမိခဲတွေအပေါ် မြေကြီးမှုန်များများနဲ့အုပ်ပစ်ခဲ့တာပေါ့နောက်ကိုချက်ပြုတ်စားခြင်းကြရင်ဟောဟိုတောင်ပူဇာတစ်ဖက်ကသေးသေးမှာချက်ဖို့မကောင်းဘူးလားအဲ့ဒီနေရာမှာဆိုတော့မီးလောင်မှာမစိုးရင်ရဘူးပေါ့အေးကျေးဇူးတင်တယ်ကွာဦးသွားလိုက်အောင်ပဲဤကဲ့သို့ပြောဆိုခြင်းဖြင့်ထူးခြားချက်များကိုတွေ့ရ၏ကလေးများကလည်းပြောစကားကိုစိတ်ပါလက်ပါနားထောင်ခြင်းကြ၏စိတ်ထဲတွင်လည်း အောင့်သက်တယ်မဖြစ်မျက်မုံးလည်းမကျိုးအမိတ်နားထောင်ရန်သူတို့ကိုကျိန်မောင်းခြင်းမဟုတ်တော့ကြောင့်သူတို့မှလည်းဂုံမပြက်ထို့ကြောင့်သူတို့ကလည်းဝမ်းသာကြ၏ကျွန်ုပ်ကလည်းထိုနည်းသူဝမ်းသာ၏ဘယ်ကြောင့်ဆိုတော့သူတို့ဘက်ကကြည်ပြီးလင်ကိစ္စကိုချောမောသွားအောင်စီမံပေးလိုက်နိုင်သောကြောင့်ပင်ဖြစ်လေသည်ဒင်းတွင်ဟန်ဆိုသူဟာဘက်ကုသန်းရောင်းဝယ်ရေးကြောင်းမှဆရာကြီးတို့ကအောက်ပါအတိုင်းပြောပြဘူးလေသည် ကိုကိစ္စကိုပြောရန်ကုံသေးကြီးတူဦးနဲ့သူဤအလုခန်းတဲ့တွင်ဝင်၍မတွေ့မီအလုတိုက်ရှိရှိ လူသွားလမ်းပေါ်တွင်နှစ်နာရီလောက်လမ်းလျှောက်ပြီးလျင် ကျွန်ုပ်ပြောလိုသောအချက်များနဲ့ကျွန်ုပ်ကိုယ်တိုင်ထိုလူကြီးရဲ့အကြောင်းကိုစုံစမ်းပြီးဖြစ်သဖြင့်ထိုလူလူစားမျိုးသည် ကျွန်ုပ်ကိုဘယ်ကဲ့သို့ပြန်ပြောမည်ဟုသောစကားများကိုကောင်းစွာစဉ်းစားမည်ဖြစ်၏ထိုစကားသည် အလွန်အရေးကြီးသဖြင့်အဓိပ္ပာယ်လေးနဲ့စိန်သောငါ အောက်တွင်စလုံးမဲဖြင့်တစ်ချိန်ထပ်မံပေါ်ပြပါအောင်အံ့ကိုကိစ္စကိုပြောရန်ကုံသေးကြီးတဦးနဲ့သူ၏အလုတ်ခမ်းထဲတွင်ဝင်၍မတွေ့မီအလုတ်တိုက်ရှိရှိ လူသွားလမ်းပေါ်တွင်နှစ်နာရီလောက်လမ်းလျှောက်ပြေးလျင် ကျွန်ုပ်ပြောလိုသောအချက်များနဲ့ကျွန်ုပ်ကိုယ်တိုင်ထိုလူကြီး၏အကြောင်းကိုစုံစမ်းပြီးဖြစ်သည်ဖြင့်ထိုလူလူစားမျိုးသည်ကျွန်ုပ်ကိုဘယ်ကဲ့သို့ပြန်ပြောမည်ဟုသောစကားများကိုကောင်းစွာ စဉ်းစားမည်ဖြစ်၏။ဤစာအုပ်ကိုဖတ်ပြီးနောက်သင်သည် အခြားမည်သည့်အကျိုးတူးကိုများမရဘဲတစ်ဖက်သားဘက်မှနေ၍အရာခတ်သိမ်းကိုဝေဝံပိုင်းခြားခြင်းသောဝါရဏတစ်ခုတည်းသာတိုးလာသည်ဟုဆိုကြပါစို့။ဤတစ်ခုတည်းသောဝါရဏပင်လျှင်သင်ဤနောင်ရေးအတွက်အလွန်အဖိုးထိုက်တန်သော လက်သက်ပကကြီးတစ်ခုဖြစ်ကြောင်းသင်ဒီထင်ရှားစွာမြင်ရတော့အံ့ ထို့ကြောင့်သင်ဒီတစ်ဖက်သားကိုဒေါရလည်းမဖြစ်မျက်မုံးလည်းမကျိုးစေပဲသင်ဘက်သို့ပါအောင်ဆွဲခြင်းလျင် ဥပရိသအမှတ်ရှိသည်တစ်ဖက်သားဘက်မှနေ၍အရာခတ်သိမ်းကိုဝေဖန်ပိုင်းခြားနိုင်အောင် စိတ်ကောင်းစေတနာကောင်းနဲ့ကြိုးစားပါဟုတ်ကဲ့ပါနားဆင်ပေးကြတဲ့တအူးတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ